မန်ယူအသင်းရဲ့အင်္ဂလန်နောက်ခံလိုမကွာရဟာပရီးမီယာလိပွဲစဉ်ရှေ့ရဲ့အကောင်းဆုံးကစားသမားအဖြစ်ပရိသတ်တွေရဲ့ဆန္ဒမဲနဲ့ရွေးချယ်ခံခဲ့ရတယ်လို့သိရပါတယ်။ပရီးမီယာလိပွဲစဉ်အရှမမန်ယူအသင်းကလက်ရှိချန်ပီယံလီဗာပူးအသင်းကို FA ကွဲမှာနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးမကွာရကအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြကအနိုင်ဂိုးပါသွင်းယူပေးခဲ့ပါတယ်။ဒါကြောင့်ပရိသတ်တွေရဲ့ဆန္ဒမဲ52ရာခိုင်နှုန်းရရှိပြီး ပွဲစဉ်ရှေ့ရဲ့အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပြီးဟာလန်က14ရာခိုင်နှုန်း၊မာတတာက17ရာခိုင်နှုန်း၊ဆာကာက17ရာခိုင်နှုန်း၊ရီးစတိန်းစ်က10ရာခိုင်နှုန်း၊မိုကီလီက9ရာခိုင်နှုန်း၊နက်တိုက3ရာခိုင်နှုန်း၊ကရူပီက1ရာခိုင်နှုန်းသာရရှိခဲ့တယ်လို့သိရပါဗျ။ ဒီယာဒီပရီးမီးယားလိပြိုင်ပွဲမှာပွဲစဉ်လိုက်အကောင်းဆုံးကစားသမားစုကိုစပါတင်က3ဦး၊လီဗာပူးက2ဦး၊မန်စီးတီး၊ချက်ဆီးနဲ့မန်ယူတို့က2ဦးစီရရှိထားပြီးနှစ်ကြိမ်ရရှိသူမရှိသေးတာဖြစ်ပါတယ်။အသက်32နှစ်ရှိပြီဖြစ်တဲ့မက်ဂွိုင်ယာဟာလစာလျှော့ယူပြီးမန်ယူအသင်းနဲ့တက်တန်းတိုးစာချုပ်ချုပ်ဆိုဖို့စီစဉ်နေကြောင်းလည်းသိရပါတယ်။